စိတ်မလွင့်အောင်တရားရှုမှတ်နေတရားအထုတ်တဲ့အခါစိတ်လွင့်တာကိုမလွင့်အောင်ဘယ်လိုလုပ်မှဝိပဿနာဖြစ်မလဲဆိုတဲ့ပုံစံတို့အတွက်အခုမှစပြီးတရားအထုတ်ကြသူတွေပဲဖြစ်ဖြစ်အရင်ကလေးကစလို့အခုလက်ရှိတရားအထုတ်နေတဲ့ပုံစံတွေပဲဖြစ်ဖြစ်တရားအထုတ်တဲ့ပုံစံမှန်တယ်များမလွင့်မသွေဖြစ်လိမ့်ဖြစ်တာရှိတာကတော့စိတ်ပြောင်းလဲကြတာတွေပဲဖြစ်ပါတယ်တရားမှတ်နေရင် စိတ်လွင့်နေဆိုတာပါလဲဆိုတော့တရားအားထုတ်နေတဲ့အချိန်လက်ရှိအချိန်ကြီးရဲ့အတ္တိတရားဖြစ်စေတဲ့ယုံနံအာယုံတွေမှာစိတ်မရှိတော့ဘဲနဲ့အရင်ကတွေ့ခဲ့ဘူးမြင်ခဲ့ဘူးကြုံခဲ့ဘူးတဲ့အာယုံတွေရဲ့နောက်ကိုစိတ်ကအာယုံပြုတ်မိနေတာပြီးတော့တွေ့ဘူးကျင်တာမြင်ဘူးကျင်တာကြုံဘူးကျင်တာတွေဖန်တီးပြီးတော့အဲ့ဒီအာယုံတွေရဲ့နောက်ကိုစိတ်ကလိုက်ပြီး အာယုံပြုမိနေတာကိုခေါ်ပါတယ်။ဓမ္မမိတ်ဆွေတို့အနေနဲ့တရားစပြီးအားထုတ်ပြီးဆိုရင် စိတ်ကစပြီးပြဿနာစဖြစ်တော်တာပါပဲ။ဘာဖြစ်လို့လဲဆိုတော့တန်လျာတစ်လျှောက်လုံးမှာ အဆုံးမမရှိပဲလှုပ်ချင်တိုင်းလှုပ်ထားတဲ့စိတ်ဟိုလွဲ့တီလွဲ့ဖြစ်နေတာကိုသတိမထားမိကြပဲနဲ့ခုလိုတန်လျာတွေရပြီးတရားအားထုတ်တော့မယ်ဆိုတဲ့အချိန်ကြမှာပဲစတင်တိလိုက်ရတဲ့အတွက်ကြောင့်ဖြစ်ပါတော့တယ်။ ယောဂီဟာစပီတရားအထုတ်နေဆိုတာနဲ့အဲ့ဒီစိတ်နဲ့လိုက်တန်းပြေတန်းကစားရင်တောင်းတွေးမြောက်တွေးနဲ့စပါတော့တယ်ဒါကိုနားမလည်တဲ့ပုဂ္ဂိုလ်ကတော့မိမိရဲ့တရားအထုတ်မှုအပေါ်တန်တရားဖြစ်ကြတာပေါ့နော်စိတ်ခဲတွေတွေးမှာပေါ့ဝိပဿနာအထုတ်တယ်ဆိုတာပေါ်လာသမျှကူလားစောင့်ကြည့်ရတဲ့အလုပ်ပါဘာပေါ်ပေါ်ရှုရတဲ့အလုပ်ပါအဲ့ဒီလိုစောင့်ကြည့်ရဲဆိုတော့တွေးပြီပေါ့ ဒီတန်ဇာတစ်ချောင်းလုံးမှာပြင်းနေတဲ့စိတ်ကိုပြင်မှမတိခဲ့ကြတာအခုချိန်ကျမှတရားအထုံမယ်ဆိုပြီးညံနေသတိထားမိပြီးကြည့်လိုက်တဲ့အချိန်နဲ့ရောက်ရောမိမိရဲ့စိတ်ဟာဟိုတွေးဒီတွေးဖြစ်နေတာတွေနဲ့စိတ်တွေကမငြိမ်တဲ့အပေါ်မိမိဘာသာသုံးသပ်ပြီးတနေ့တနေ့တရားသာအားထုတ်နေရတဲ့အော်စိတ်တွေကလွဲလိုက်တာတော့ငါတရားထိုင်လို့မရဘူးစိတ်မလွတ်အောင် ငါဘယ်လိုလုပ်ရမလဲဆိုရက်မိခွန်းနေနဲ့မိမိရဲ့ကျင့်ကြံအားထုတ်နေမှုအပေါ်အမလို့အမရတာတွေဖြစ်လာကြပါတယ်။ရှင်ဦးစွာဓမ္မမိတ်ဆွေတို့ကိုအားတက်အောင်ပြောရရင်တကယ်တော့စိတ်လွင့်တာကိုလွန်မှန်းသိရင်ဒီသိနေတဲ့ဆိုကလေးကတရားဖြစ်နေပါပြီလို့ဦးစွာပြောလိုက်ပြစေ။ဘယ်လိုပဲဖြစ်ဖြစ်ဝိပဿနာဆိုတာပေါ်ရပေါ်ရကိုလိုက်ရှုမှတ်တာဖြစ်တဲ့အတွက် စိတ်မှာပဲပေါ်ပေါ်ခန္ဓာကိုယ်မှာပဲပေါ်ပေါ်ပေါ်တဲ့အာယုံ၄တိုင်းကိုသတိကပ်ပြီးလိုက်ရှုမှတ်ဖို့ဒါလိုပါတယ်စိတ်ကလွင်သွားလို့ပြန်ပြီးသတိရမိတဲ့အချိန်မှာစိတ်လွင်သွားပါလားဆိုတဲ့အသိရှိရင်ရပါပြီအဲ့ဒီလိုမဟုတ်ဘဲနဲ့ဓမ္မမေရှိကခုနလွင်သွားပါလားဆိုတဲ့အသိမှရင်ရက်မထားဘဲနဲ့ဒီစိတ်လွင်တဲ့အကြောင်းအရာကဘာကြောင့်ပေါ်ရတာလဲဘယ်ကစပြီးဘာဖြစ်လို့ခုထိပေါ်ရတာလဲဆိုပြီး လိုက်ပြီးခံစားမှုတွေလိုက်ပြီးစုံစမ်းထောက်လှမ်းမှုတွေပြုမနေတင်ပါဘူးအခုလုံးလုံးစဲအချိန်အဲ့ဒီစိတ်ဖြစ်နေတဲ့လက်ရှိအချိန်တွေကိုပဲလိုက်ပြီးသိအောင်ရှုမှတ်ရမှာဖြစ်ပါတယ်အဲ့ဒီလိုရှုမှတ်တဲ့အခါဒီစိတ်ပြောက်ပြီးနောက်စိတ်တစ်မျိုးဖြစ်ပေါ်ရင်လည်းဖြစ်ပေါ်လာနိုင်ပါတယ်နောက်ထပ်စိတ်မှာပဲဖြစ်ဖြစ်ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ်ရှုမှတ်စရာအာယုံတစ်ခုခုပေါ်လာတတ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ် ုံတော်ခမရကိုလိုက်ပြီးတိရှိရှုမှတ်နေဖို့ရည်ကြီးပါတယ်စိတ်ကူးတာကြံစီတာတွေးတောတာဝမ်းနေတာဝမ်းသာတာဒေါသဖြစ်တာအလိုမကျတာပူတာအေးတာပေါ့တာလေးတာကြိုက်တာခဲတာစတဲ့ဘလူဟာမျိုးပဲပေါ်လာပေါ်လာပြိကတ်ကြီးလိုက်တိလိုက်မှတ်နေဖို့ပါပဲအဲ့ဒီလိုပေါ်ရပေါ်ရကိုလိုက်တိလိုက်မှတ်နေတာကိုပဲဝိပဿနာရှုရလို့ခေါ်လာပဲဖြစ်ပါတယ် မှန်ရင်စဉ်းစားမိပြီးအတွေးတွေမလွန်ပါစေနဲ့တွေးမိသွားရင်လည်းအော်တွေးမိတော့ပါလားကြည်စမ်းအခုဒီတွေးရဆိုတာကြီးကလည်းအခုမရှိတော့ဘူးပြတ်သွားပါလားဆိုတဲ့အသည့်နဲ့အဲ့ဒီပြတ်သွားတာကိုပြန်ရှုတာအဲ့ဒါဝိပဿနာပါပဲဓမ္မဒုဒ္ဒဆရာတော်အရှင်စေကိန်းနာကဝိပဿနာနဲ့တမထကိုခွဲပြီးဟောထားတာရှိပါရဲ့အဲ့ဒီတရားတော်တွေကစကကြက်လေးကိုဒီနေရာမှာအဆက်မဲ့ထင်လို့ ပြန်ပြီးပူဇော်ပြလိုက်ရင်ဓမ္မဝိစီတို့ရဲ့ရှုမှတ်အားထုတ်မှုကိုအကျိုးများပြီးအထောက်အကူဖြစ်မှာပဲလို့ယူဆမိပါတယ်။ဒိုင်းကောင်လိုငါ့ကိုစောင့်ဖမ်းတဲ့နီးနဲ့ပင့်ကိုလိုသားကောင်ကိုဖမ်းတဲ့နီးဆိုပြီးနှစ်နည်းရှိပါတယ်တဲ့။ဒိုင်းကတော့ရေထဲကိုစောင့်ကြည့်ပြီးတကောင်လားတကောင်ဖမ်းပါလေ။ငါပဲဖမ်းတာကျန်တာမဖမ်းပါဘူး။အဲ့ဒီနီးကိုသမထနီးလို့ခေါ်ပြီးတော့ပင့်ကိုနီးကြတော့ဘာအကောင်လာလား စောင့်ကြည့်နေပြီပေါ်လာတဲ့အကောင်ကိုဖမ်းလိုက်ပြီးရင်ကိုယ်နေရာကနေကိုပြန်ပြီးစောင့်ကြည့်နေလိုက်ရောမှာပဲသဘောကတော့ထွက်လေဝင်လေအာနာပါနာရှုတဲ့ပုဂ္ဂိုလ်ကမိမိကမ္မထံကိုမှတ်နေရင်အတန်ကြားတာအနံ့ရတာနာကျင်ကြိုက်ခဲတာစတဲ့ဘာအာယုံပဲပေါ်လာပေါ်လာအဲ့ဒီပေါ်လာတာကိုရှုလို့ပြီးရင်ကိုမှတ်နေကြကမ္မထံကိုပြန်ဆက်မှတ်ရုံပါပဲအဲ့ဒီသဘောပါ ဒါကတော့ဝိပဿနာနီးပါတဲ့တရားဆိုတာကြာကြာထိုင်မှမဟုတ်ပါဘူးကြာကြာထိုင်မှရတဲ့လူရှိတယ်လို့ခဏလေးထိုင်ပြီးတရားထူးရတော့ကြတဲ့လူတွေလည်းရှိပါတယ်တွေ့လဲတွေ့ဦးပါတဲ့ဒါကတော့ဒီပုဂ္ဂိုလ်ရဲ့ဉာဏ်ဉာဏ်သွေးနဲ့သူပြုခဲ့တဲ့သူ့အကြောင်းတရားကံနဲ့ဆိုင်တာပေါ့နော်ပြီးတော့ဆရာတော်ထပ်ပြီးမိကြတဲ့နောက်ဥပမာတစ်ခုကတီဗီကြည့်တဲ့အခါမှာနှမျိုးရှိပါတယ်တစ်မျိုးက VCD တို့ DVD တို့ဆိုရင် အောက်ဆက်နဲ့ထိုးကြည့်ရပါတယ်ဒါမှမဟုတ်ရင်နောက်တစ်မျိုးကတော့ TV ကနေတိုက်ရိုက်လွှင့်လို့လာတာကြည်တာမျိုးလည်းရှိပါတယ်သမထအားထုတ်မှုတဲ့လူကြတော့ရှင်းသွားပါပြီကိုကြိုက်တဲ့အခွေထိုးပြီးအရင်ကြည့်ုံပါပဲဝိပဿနာကြတော့ကိုကြည့်ရင်လည်းအခွေထိုးကြည့်လို့မရပါဘူးသူပြတာပဲကြည့်ရမှာပါကြောင်ညာလာလဲထိုင်ကြည့်ရမှာပါပဲကြောင်ညာလာလဲကြောင်ညာမှန်းသိနေရမှာဖြစ်ပါတယ်ပြတဲ့ဇလန်နဲ့တော်ရုံနေလို့မရပါဘူး ပေါ်တာကိုကြည့်နေုံပါပဲပြတာကိုပဲကြည့်ရတာဆိုတော့အခွေထိုးကြည့်တာနဲ့တော့ဘယ်တူနိုင်ပါ့မလဲနော်ဒီတော့ကြုံညာကအရန်များမှာပါတကယ်တော့အဲ့ဒီများလာတဲ့ကြုံညာတွေကဓမ္မမိတ်ဆွေလွင့်နေတဲ့စိတ်တွေပါပဲအဲ့ဒီလိုလွင့်နေတဲ့စိတ်ကို မလွင့်အောင်အကောင်းဆုံးအကြံပြုဖို့အတွက်စိတ်သဘောကိုနည်းနည်းရှင်းပြရပါစေစိတ်ဆိုတာအာယုံကိုတည်တတ်တဲ့သဘောရှိပါတယ်ဝေဝေနေနေအာယုံမျိုးစုံကိုယူပြီး ရောက်တတ်ပါတယ်ပြီးတော့စိတ်ဟာတစိမ့်ချုပ်မှလည်းနောင်တစိမ့်ဖြစ်ပါတယ်နောက်ပြီးတော့စိတ်ကိုလွတ်ထားတာရဲ့စိတ်ကိုထိန်းထားတာရဲ့စိတ်ရဲ့သဘောကိုသိရရဲ့လို့သုံးမျိုးခွဲမှတ်ပါစိတ်ကိုလွတ်ထားရင်မကောင်းတဲ့အာရုံတွေစိတ်ပူပန်လာတွေစိတ်ညစ်စရာတွေကိုသာအာရုံပြုနေကြဖြစ်နေတော့စိတ်ဆင်းရဲပူပန်မှုသာဖြစ်စေပါတယ်အလွယ်ပြောတော့ဒုက္ခရောက်တဲ့ပြောတာပေါ့ ဒါဖြင့်စိတ်ကိုမလိုထားရမယ်ဆိုပြန်တော့ထိမ့်နေဆိုတာကောင်းတဲ့အာယုံပေါ်မှာစိတ်ကိုတင်ထားတာဒါနနဲ့ထင်ရင်အလူခံပုဂ္ဂိုလ်လူဝဲပစ္စည်းတွေကိုအာယုံပြုသီလနဲ့ထင်ရင်ရှောင်ကျင်စရာလုံကျူးစရာကိုအာယုံပြုဆောင်ထင်ရတယ်တမထဆိုရင်လည်းကတိုင်းနမိတ်ပညာစတဲ့တမထအာယုံတွေကိုအာယုံပြုပြီးထိန်းထားရပါတယ်စိတ်ကိုထင်ရင်ကုသိုလ်တော်ဖြစ်ပါတယ်ဒါပေမဲ့ လှုပ်ထားခံရတဲ့သားသမီးတွေဟာယာနုံးပြည့်ပျက်စီးသွားနိုင်တဲ့ထိမ့်သိမ့်ခံထားရတဲ့သားသမီးတွေကတော့ကောင်းတဲ့ဘက်ရောက်ဖို့ယာဂိုင်နှုံးများပေမဲ့ထိမ့်သိမ့်မှုလွတ်သွားလို့ထိမ့်မနိုင်တိမ့်မရဖြစ်တတ်တဲ့သဘောကိုပြောတာဖြစ်ပါရဲ့မကောင်းတာကိုခိုးချောင်ခိုးဝဲလှုပ်တတ်တဲ့ယာနုံးပြည့်မကောင်းနိုင်ပါဘူးအကောင်းဆုံးကတော့ပညာရှာရမယ့်အရွယ်သားသမီးတွေကိုပညာရဲ့အကျိုးကျေးဇူးပညာရှိမှလူရဝင်နဲ့စတဲ့ ပညာကောင်းကျောင်းတွေကိုနားလည်အောင်ပြောပြရပါတယ်။စီးပွားရှာရမယ့်အရွယ်သားသမီးတွေကိုစီးပွားရေးကိုစိတ်ပါဝင်စားပြီးကြိုးစားလာအောင်အထက်တန်းရောက်နိုင်တဲ့အကြောင်းကိုသဘောပေါက်နားလည်အောင်အသိဉာဏ်နဲ့လက်ခံအောင်လက်ခံတဲ့အတိုင်းလိုက်လုပ်အောင်ပြောဆိုပေးရတယ်။အသိဉာဏ်ပေးရမယ်ပေါ့။မိမိစိတ်ကိုလည်းသားသမီးတစ်ပွဲကောင်းစေရင်လို့နားလည်အောင်ဆုံးမရမယ်ပြောပေးရမယ်။ ကိုယ့်ကိုယ်ကိုနဲ့ကိုယ်စိတ်ရဲ့အကြောင်းကိုတရားသိနိုင်ဖို့စူးစမ်းခံရပါမယ်။အသိဉာဏ်တွေတိုးပြီးသိအောင်ပေါ့။အဲ့ဒီလိုသိအောင်ကြည့်နေရဖို့စိတ်အလုံးလုံးတယ်လို့ခေါ်ပါတယ်။ဒါမှတမာဒီအားကောင်းလာပြီးဝိပဿနာဉာဏ်ဖြစ်လာမှာပါ။ဒါနသီလသမထကုသိုလ်တွေကတာမန်အားဖြင့်စိတ်ကိုထိန်းကြတဲ့အလုပ်တွေပါ။ကုသိုလ်လုပ်နေရင်တစ်ခါတလေထိမ့်သိမှုအောက်ကလွတ်ပြီး မကောင်းတဲ့အာယုံရောက်နေတတ်တဲ့စိတ်မျိုးလေးဖြစ်သွားတတ်ပါတယ်။ဝိပဿနာဆိုတာစိတ်ကိုလွတ်ထားတာလည်းမဟုတ်တလို့ထိန်းထားတာလည်းမဟုတ်ပါဘူး။ဒီရုပ်ဒီနာရဲ့သဘောကိုသိအောင်စိတ်ကိုကြည်ခိုင်းတာပဲဖြစ်ပါတယ်။အဲ့လိုလွင့်နေတဲ့စိတ်ကိုလွင့်တတ်တဲ့ဉာဏ်သဘောအာယုံနဲ့စုံတိုင်းသိရတဲ့သဘောပြောင်းလဲတဲ့သဘောတွေကိုမြင်အောင်ကြည့်ရတာပါ။အဲ့ဒီလိုကြည့်နိုင်ရင်လည်းစိတ်မလွင့်တော့ပါဘူး။ ပြန်ဝင်တဲ့စိတ်ကိုငါစိတ်အပြင်ရောက်နေပါလားငါအတွေးတွေတွန်းနေပါလားလို့သိရတဲ့ဒီပိုင်းနဲ့ပြန်ပြန်ပြီးအမှတ်အာရုံကိုပြန်ယူပါကြိုးစားပေးရပါတယ်တရားထင်ကားသာရှိသည်စိတ်ဝင်ပြီဆိုတာသိရတဲ့တခါတည်းပြန်ပြီးအမှတ်ကိုကြိုးစားမှန်းတတိယတိုင်းပြန်ပြန်ပြီးဝရိယစိုက်ပြီးတော့ဘလို့မှတ်တယ်လဲဆိုရင်ငါအတက်နိုင်ဆုံးမထွက်အောင်မှတ်မယ်ဆိုတဲ့ခံယူချက်နဲ့စမှတ်ကလေးက တတိကကအမှတ်ကိုအစမှအဆုံးအထိလိုက်သိပြီးသိအောင်ကြိုးစားပေးရပါတယ်ကြိုးစားမှတ်ပါလျင်နဲ့တစ်ခါတည်းရန်မသိစိတ်ကခေါ်ဆောင်ရပါသွားပြီးအမှတ်အာရုံကလွတ်သွားတာလည်းရှိရပါတယ်အဲ့ဒီအခါမျိုးမှလည်းပြန်တတိရတာနဲ့တစ်ခါပြန်ပြီးအမှတ်အာရုံကိုအစကနေအဆုံးအထိမှတ်လို့ရအောင်ကြိုးစားပါဒီလိုနဲ့စိတ်ထွက်တိုင်းပြန်ပြန်ကြိုးစားမယ်ဆိုရင်ဒီစိတ်ဟာ တဖြည်းဖြည်းအထွက်နည်းလာပြီးတော့အတွေးမြင်စိတ်ကူးတွေကလည်းတဖြည်းဖြည်းနည်းလာပါလိမ့်မယ်မှတ်လို့မရဘူးဆိုပြီးစိတ်ကိုလှုပ်ပြီးမထားပဲမှတ်နေတော့မှာပဲပြန်ပြန်ပြီးမှတ်နိုင်အောင်ကြိုးစားပေးတဲ့ဝိရိယကိုထက်ခါထက်ခါတတိနဲ့တက်ပြီးမဲ့ဆိုလို့ရှိရင်တဖြည်းဖြည်းတမာရီတည်လာပြီးစိတ်ပြန့်လဲမှုနည်းပါးလာမှာဖြစ်ကြောင်းအကြံပြုရင်းလေ့လာမိထားတဲ့ဆရာတော်တန်ဃာတော်တို့ရဲ့တရားတော်တွေက ဆူဆောင်းနေထားသည်များကိုဓမ္မဒါနပြုလိုက်ပါတယ်ခန္ဓာ၅ပါးတို့တာယာချမ်းမြေ့တရားတွေ့နိုင်ကြပါစေ။